ားလုံးမင်္ဂလာပါ Tech Advisor ရဲ့ကျေးဇူးပါတယ်ဒီနေ့မှတော့ကျွန်တော်ဟွာဖြစ်စေတဲ့ဖုန်းလုံးကြောင်းကျွန်တော်ကတော့ပြောပြရမှာဖြစ်ပါတယ်အဲ့ဒါကတော့ Honor နေပြီးတော့အစ်ထွက်ထားတဲ့ Honor 400 CV ပဲဖြစ်ပါတယ်အဲဒီကောင်ကပြောလို့ရှိရင် AI feature တွေတော်တော်လေးကိုစိုးစိုးနေပါတယ်ပြီးတော့ကျန်လဲကျန်လဲ Honor အခု400 CV မှာဆိုလို့ရှိရင်သူက400နဲ့သူက400 Pro ဆိုပြီးတော့လည်းနှစ်မျိုးလာမယ်ပေါ့နော်အခုကျွန်တော်ကြိုင်တာတဲ့ဖုန်းကတော့ UU 400ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီကောင်ကဘယ်လိုမျိုးအတက်ကြက်တွေရှိနေလဲဆိုတာ first impression လောက်မှာပါပြီးတော့ကြည့်လိုက်ရအောင် ဆဆချင်းမှာတော့ကျွန်တော်ဒီကောင်းတဲ့ design ကိုအရင်ပြောအောင်အခုကျွန်တော်ကင်နာတဲ့အရာကတော့သူက Tiger Blue ဆိုတဲ့အပြာရောင်ပေါ့နော်သူကသူ့နာမည်တိုင်းပဲအရာက Ocean အရာအောင်မှာရေလိုင်းလိုမျိုးပုံစံမျိုးနဲ့ပေါ့နော်အဲကျွန်တော်ကတော့သဘောကျတယ်သူက main ကလေးတွေရောယောက်ျားလေးတွေရောအစင်ပြေစင်မဲ့ design မျိုးနဲ့လုပ်ပေးထားတယ်ပြီးတော့ဒီ Honor ရဲ့400ကိုသူက Midnight Black နဲ့ Desert Gold ဆိုပြီးတော့လေအမဲရောင်နဲ့ရွှေရောင်နှစ်ရောင်ထပ်လာပြီးတယ်ကင်မရာ design ကလည်းစမ်းတယ်လေရင်တွေမှာပါတဲ့ပဒင်းပေါက်ရဲ့ shape ပုံစံမျိုးနဲ့ပဲတွေ့ရတယ် and feeling ကလည်းအခုကျွန်တော်ကင်ကြီးရသလိုဆိုချင်184 gram ဆိုတော့ပေါ့ပါရှိတယ်ဘေးပေါက်နေရာတော့သူက အလူမီနီယံနဲ့လုပ်ပေးရတယ်အထူကတော့7.3 mm ဆိုတော့ထူလည်းမထူဘူးကိုင်လိုက်တာနဲ့ကျွန်တော်ပေါ်ပေါ်ပါနဲ့ premium sun neck ဘက်ကိုသွားရတယ်ညာဘက်မှာတော့သူကဘောလုံးအတိုးကျယ်ခလုံးနဲ့ power button ပါတယ်ပြီးအောက်မှာတော့ type c အစင်ပေါက်ပြီးလို့ရှိရင် sim card ထည့်တဲ့ပေါက်နဲ့ speaker ပါတယ်အပေါ်မှာလည်းသူက speaker ပါတယ်ဆိုတော့ speaker တော့ stereo speaker ဖြစ်သွားတယ်ပြီးတော့ဒီကောင်ရဲ့အားသာချက်တစ်ခုဖြစ်တဲ့ camera feature ကိုပြောပြမယ်ဒီကောင်ရဲ့ camera အနောက်မှာတော့နှလုံးပါတယ်200 megapixel ultra clear ai main camera နဲ့200 megapixel ultra wide camera ဆိုပြီးတော့နှလုံး ုံးပါတယ်အရှိမှာတော့သူက50 megapixel portrait selfie camera ပါတယ်400မှာတော့သူက camera နှလုံးပဲပေါ့နော်400 pro မှာဆိုလို့ရှိရင်တော့ camera သုံးလုံးဖြစ်သွားတယ်ဘာပို့တာလဲဆိုလို့ရှိရင်တော့50 megapixel AI telephoto camera ပါတယ်အဲ့တော့အရင်ပုံကောင်းသွားလဲဆိုလို့ရှိရင်တော့ pro နဲ့ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က zoom ကိုအစ90လောက်ကြီးဆွဲလို့ရတယ်ဒီကောင်နဲ့ရိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ zoom ကိုအစ30လောက်ကြီးဆွဲလို့ရတယ်အခုကျွန်တော် first impression မှာစမ်းကြည့်တော့ဒီကောင်နဲ့ရိုက်တိုက်တဲ့ပုံကတော်တော်လေးအားရတာတို့ရတယ်ပုံထွက်တွေကလည်း200 megapixel main camera ဖြစ်တဲ့အတွက်တော်တော်လေးကြည်တယ်နောက်လည်းတွေ့ရတယ်ပြီးတော့သူ့ရဲ့ကင်မရာမှာ yoyo ုးမုတ်မအောင် portrait မုတ်မအောင်သူက flint stimulation နေပြီးတော့ filter တွေလည်းအစုံထည့်ပေးထားတယ်။ကျွန်တော်သဘောကျတာဒီဟာကိုကိုယ့်ကို manual စိတ်ကြိုက်ရေးပြီးတော့ရိုက်လို့ရသလိုသူ့ရဲ့ setting တွေမှသလိုရှိရင်ကျွန်တော်တို့က AI photography ကိုကျွန်တော် on online နိုင်မယ်ဆိုရှင်သူကကိုရိုက်တဲ့ scenery ကိုပေါ့နော်ကိုကဘယ်လိုမျိုးဟာတွေကိုရိုက်တဲ့ပုံမူတည်ပြီးတော့ AI ကနေပြီးတော့ ူရဲ့ဒီ flame stimulation တွေသူရဲ့ filter တွေအလိုလျောက်သူကထည့်ပြီးတယ်အဲ့ဒါလေးကတော်တော်လေးကိုမိုက်ပြီးတော့ကျွန်တော်ခုရာကြီးရတော့ဆိုရင်တော်တော်လေးလှတာကိုတွေ့ရတယ်ပြကျွန်တော်ခုနကပြောသလိုပဲဒီကောင် digital zone ကိုအစား30လောက်ကြီးဆွဲလို့ရပြီးတော့သူက AI super zoom နဲ့ပါတယ်ပြကျွန်တော်တို့ zoom ဆွဲပြီးရိုက်တဲ့ပုံတွေကိုသူက AI ကနေပြီးတော့ပြန်ပြီးတော့ပြင်ပြီးတယ်အဲ့တော့ပုံထွက်ကပြင်ပြီးတဲ့ပုံကတော်တော်လေးကြည်လေကြည်ရယ်ပို့ပြီးတော့ clear လိုက်ဖြစ်တယ်ပြီးတော့ sensor site ကလည်းသာမန်ဖုန်းတွေထဲရှင်လို့ရှိရင်ပို့ပြီးတော့ကြည်ရတယ်ကျွန်တော်ညာဘက်တွေရိုက်မယ်လို့ရှိရင်လည်းပုံတွေက quality ကပိုကောင်းတယ်ပိုပြီးကြည့်နေအောင်ဆိုရတယ်အဲ့တော့ကျွန်တော်ရထားတဲ့ပုံလေးရှိရယ်ကြည့်ကြည့်အောင် ပြောဒီဖုန်းမှာ AI feature တွေတော်တော်များပါတဲ့အတွက်ကျွန်တော်ဘာတွေပါလဲဆိုတာတော့ပြောပြသွားမယ်ပြီးလို့ရှိရင်ကျွန်တော်သဘောကျတဲ့ AI feature တွေကိုလည်း mention လုပ်သွားမယ်ဥပမာပါတဲ့ AI feature တွေကတော့ပုံမှန်ရင်းနှီးပြီးသားဖြစ်တဲ့ AI eraser တို့ပြီးတော့ AI reflection remover တို့ပြီးရင် AI apps key တို့ AI cut out အဲ့လိုမျိုးဟာတွေပါတယ် နောက်ခုတော့ကျွန်တော်သဘောကျတဲ့အဥ္စာကတော့သူက AI outpainting ဆိုတဲ့ AI feature ပေါ့နော်ဒီကောင်ကကျွန်တော်ဓာတ်ပုံတွေပဲရိုက်ပြီးသွားလို့ရှိရင်ဘေးနားမှာ space တွေပါတွေကိုလိုရင်လိုပြီးလိုချဲလို့ရတယ်ဟိုမှာကိုက one to one နဲ့ရိုက်ပေမဲ့ကိုက16 to 9ပြောင်းနေတယ်ဆိုလို့ရှိရင်လည်းဘေးနားဟာတွေကို AI ကနေပြီးတော့အလိုလျောက်ထည့်ပြီးရေပေါ့နော်ထည့်တဲ့ပုံတွေကလည်း reality ပုံစံနဲ့ပြော့လဲပြင်လို့ပြင်တာမှလည်းမသိတာဘူးအဲ့ဒါတော့ကျွန်တော်သဘောကျတဲ့ AI feature တစ်ခုဖြစ်တယ်နောက်တစ်ခုသဘောကျတာကသူက AI face tune ဆိုတဲ့ဟာလေးပါတယ် AI face tune မှာဆိုလို့ရှိရင်ကျွန်တော် eye open ကိုနှိပ်ပြီးတော့မျက်လုံးပိတ်ထားတဲ့ပုံတွေဆိုလို့ရှိရ င်လည်းမျိုးလုံးပြန်ဖွင့်နိုင်လို့ရတယ်။ကျွန်တော်သဘောကျတဲ့ AI feature တစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့ AI photo ကနေပြီးတော့ video ကိုပြောင်းပြီးတာ။ဒါကျွန်တော်တို့အရင် online မှာတော့တွေ့လေးတွေ့ရတော့ရှိကြမှာပေါ့။ကျွန်တော်တို့ဓာတ်ပုံတွေကို video ပြောင်းပြီးတော့ကိုလိုချင်တဲ့ဟာတွေလုပ်လို့ရပါတော့။ဒါပေမဲ့အဲ့ဒါတော့ third party application တွေဖြစ်တဲ့ website ကနေလိုရတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြောရလို့ရှိရင်ကိုယ့်ရဲ့ data တွေပါဝါနိုင်တယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒီဖုန်းမှာ built in ပါလာပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ဓာတ်ပုံကို AI နဲ့ video ပြောင်းလို့ရတယ်။ဆိုတော့ ရမ်းမိုက်သွားပြီပြီးတော့ပြောင်းလိုက်တဲ့ဗီဒီယိုတွေကလည်းတော်တော်လေးကိုတဘာဝကြားတယ်ပြီးတော့မိုက်လည်းမိုက်တယ်ပေါ့နော်ကျွန်တော်တို့တငယ်ချင်းတွေမှာဖြစ်ကျွန်တော်အပျော်လေးလုပ်လို့ရသလိုအဲ့ဒီဗီဒီယိုတွေကိုလည်းကျွန်တော်ကဆိုရှယ်မီဒီယာမှာအရွယ်တကူ share လုပ်ရတယ်နောက်တစ်ခုသဘောကျတာကတော့ AI deepfake detection ဆိုတဲ့ feature ပေါ့ဒါကတော့ပြောလို့ရှိရင်တော့ကိုယ့်အတွက်ကောင်းတာပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့ security တွေကပိုကောင်းတယ်တခြားလူကနေပြီးတော့ဘယ်မဟုတ်ဘဲနဲ့သူ့ရဲ့မျက်နှာပြောင်းတာပြီးတော့ကျွန်တော်တို့နဲ့ဥမာဗီဒီယို call ခေါ်တာတို့တခုခုဟိုလိမ်မဲ့ဟာတွေလုပ်ရှင်နေလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဖုန်းနဲ့အဲ့ဒါကိုပြောမယ်ဆိုလို့ရှိရင် ျွန်တော်ကဒီလိုက deep fake လားအစ်စ်လားဆိုတာကိုကျွန်တော်ကဒီဖုန်းမှာသိနိုင်တယ်ပေါ့နော်ပြီးတော့ဒီကောင်နဲ့ကျွန်တော် live photo တွေ chainId လို့ရမယ်ပြီးလို့ရှိရင် photo college လုပ်ပြီးတော့ပုံမှန်ဆိုလို့ရှိရင် photo college တွေကကျွန်တော်တို့ပုံသေးတွေကိုလောက်တာများတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီဖုန်းမှာဒီ college လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်က photo တွေမဟုတ်တော့ဘူးအဲ live photo တွေပါထည့်လို့ရတော့ကိုယ့်ရဲ့ clip တွေက အမြင်ဆန်းတာပေါ့နော်အဲ့ဒါလေကျွန်တော်တို့ social media မှာအလွယ်တကူ share လုပ်ရတယ်ဆိုတော့ဒါလေးတွေကကျွန်တော်သဘောကျတဲ့ feature လေးတွေပဲဖြစ်တယ်ပြီးတော့သူက Gemini 2.0လဲပါလာပြီးတော့အဲ့မှာတုံးလို့ရတဲ့ AI feature တွေဖြစ်တဲ့ Google Lens တို့ Socket to Search တို့ Magic Bottle တို့ AI Translation AI Subtitle AI Record AI Writing Tool စတဲ့ဟာတွေအကုန်တုံးလို့ရတယ်အဲ့တော့ဒီဖုန်းက AI feature တွေလည်းတော်တော်များများစုံစုံလင်းလင်းပါလာပြီးတော့အခုခေတ်လူငယ်တွေနဲ့လုံးဝ quality ပဲလို့ကျွန်တော်ကမြင်တယ်ပြီးတော့ကျွန်တော်တို့ photo တို့ video တို့တခြားဟာတွေကို share မယ်ဆိုလို့ရှိရင်လည်း iPhone နဲ့အလွယ်တကူ share လို့ရအောင်ဆို iPhone မှာကျွန်တော် corner corner ဆိုတဲ့ application လေးကိုဒါအောင်ပြီးတော့ဒီဖုန်းနဲ့ share မယ်ဆိုလို့ရှိရင်ကျွန်တော် iOS အချင်းချင်း share သလိုမျိုးလည်းမြန်တာကိုတွေ့ရတယ်နောက်တစ်ခုအနေနဲ့ဒီ current display ကိုပြောရလို့ရှိရင်တော့သူ့ရဲ့ screen size က6.55 inches Full HD Plus AMOLED display ကိုသုံးထားတာတွေ့ရတယ်ဘေးပေါက်နေရာလည်းအခုကြည့်ရသလောက်ဆိုရင်တော်တော်လေးပါတယ် 120Hz refresh rate နဲ့လာပြီးသူ့ရဲ့ maximum brightness က9000 nits အထိရအောင်ကျွန်တော်နေရာအောင်မှာသုံးမယ်အရင်နည်းနည်းနေရာတွေမှာသုံးမယ်ဆိုလို့ရှိရင်ဒီ current display ကောင်းမွန်တွေ့ရမှာဖြစ်တယ်ဒီကောင်းရဲ့ battery ကလည်းမစိုးဘူးဒီကောင်း6000 mAh silicon carbon battery နဲ့လာပြီးတော့ တော်တော်လေးလဲပါတယ်ပေါ့နော်6000 mAh battery နဲ့လာရိုးတော့မှမထင်ရဘူးပြီးလို့ရှိရင်သူ့မှာ optimum အတွက်80 watt flash charge ပါတယ်ပြီးတော့ဒီကောက်မှာ 4year battery ဆက်နေပေါ့နော်ဒေးနေစရိုက်သုံးပြရတော့မှ battery က80%အောင်မရောက်ဘူးလို့လည်း Honor ပြောထားသေးတယ် performance ကတော့သူ့မှာသုံးပြရတော့ Snapdragon 7 Gen 3 4 nanometer ကိုသုံးပြရတယ်နောက်တော့ Magic OS 9 Android 15နဲ့လာရဲပေါ့နော်သူ့ရဲ့ UI ကလည်းအခု 3G ရတဲ့လောက်ဆိုရင်တော်တော်လေး smooth ဖြစ်တယ် clean looking ဖြစ်တယ်ပေါ့နော် AI feature တွေလည်းအခု အဆင်ပြေပြေနဲ့တုံးလို့ရတယ်။ daily test တွေမှာဆိုရင်တော့လုံးဝအဆင်ပြေတယ်။ durability ဘိုင်းမှာတော့သူက IP66 gas and water resistant ပါတယ်ကျွန်တော်တို့ပုံမှန်ရေဆိုတာစင်တာ ပုံမှန်သဲတွေပေးတာတော့ကတော့ခံနိုင်ရှိရယ်ပြီး security byte တွေကတော့သူက under display fingerprint ရှိမယ်ပြီး face id လည်းပါမယ်ဒီဖုန်းမှာတော့ version ရောနှစ်မျိုးလာမယ် ran 12k နဲ့ ron 256k ဒါမှမဟုတ် drone 512k ဆိုပြီးတော့နှစ်မျိုးလာမယ်ဒါပေမဲ့ 256k ထဲမှာတော့သူကဒီလိုမျိုးအရောင်ပေါ့နော် tiger blue ဆိုတဲ့ color တော့မလာဘူးနှစ်ယောက်ပဲလာမယ်ပြီးတော့မြန်မာ ਉਹ honor နေပြီးတော့ဒီလိုမျိုး honor 400နဲ့ 400 Pro ဆိုပြီးနှစ်မျိုးလုံးတွဲมาဆိုတော့ဒီနှစ်ခုကဘာတွေကွာလဲဆိုတော့ကျွန်တော်အကြံဉာဏ်ပြောပြပေးမယ်ဒီနှစ်ခုကတော့ခုနကကျွန်တော်ပြောရတဲ့ AI feature တွေကတော့အကုန်လုံးတူတုံးလို့ရမယ်ဒီကောက်မှာကွာွားဆိုလို့ number 1နေနဲ့ chipset ပေါ့ပဲပေါ့နော် chipset ကတော့သူက Snapdragon 8 Gen 3ကိုတုံးလိုက်အတွက် performance ကတော့ pro မှာပိုကောင်းမယ်ပြီးလို့ရှိရင် camera တစ်လုံးပိုပါလာမယ်ပြီးလို့ရှိရင်တော့ display ပိုကောင်းမယ် တင် IP69 Descent Water Resistant ဖြစ်တဲ့အတွက်ကျွန်တော်တို့ရေပါရီစိန်လို့ရသွားမယ်အာသွင်းတဲ့အခါမှာလဲ Pro က तू က 100W ထိကို support လုပ်တယ်ဆိုတော့အာသွင်းလာလဲပိုမြန်မယ်ပေါ့နော်ကျန်တာကတော့တိတ်မကွာဘူးအဲဘေးကွာလီတီပါကြာနည်းနည်းပွားခွာတော့ရှိမယ်အဲ့တော့ကျွန်တော်တော်တော်များများလေးပြောပြပွားရဆိုတော့အခုထွက်တဲ့ Honor 4 and Red Series ကိုဘယ်လိုမြင်ရလဲဇေနုကတော့ကျွန်တော်အခုမသိရသေးဘူးပေါ့နော်သိရလို့ရှိရင်တော့ကျွန်တော်အောက်က comment မှာရေးသွားမယ် pre order မှာလို့ရတဲ့ date ကတော့ကျွန်တော်သိရသလောက်ဆိုလို့ရှိရင်တော့ June 22ရက်နေ့ကနေပြီးတော့ July 4ရက်နေ့ထိ pre order မှာလို့ရိုက်လို့သိရတယ်။စိတ်ဝင်စားလို့ pre order မှာရနေတယ်ဆိုလို့ရှိရင်လည်းသူက pre order gift အနေနဲ့သူက9သိန်းလောက်ထိတန်ဖိုးရှိတဲ့ gift တွေလည်းပေးသွားမှာဆိုတော့မစိုးပါတော့ gift တွေကတော့ဒါတွေပဲတော်တော်များလဲစုံရင်ပါတော့တွေ့ရတယ်။ pre order ကောင်မှာတစ်ခုရှိသေးတာ screen insurance ပေါ့နော်။ဝယ်ပြီးလို့မှန်ကွဲသွားလို့ရှိရင်လည်းသူက6လလောက်ထိက insurance cover ရှိပြီးသားဆိုတော့အဲ့ဒါလည်းမစိုးဆိုတော့ okay ခုကြည့်နေသူတွေရောဘယ်လိုမြင်ကြလဲ။